လူဖီလည်းဂျင်ဘဲစီကိုသွားပြီးနောက်ဆုံးတော့ရှောက်လာခဲ့ပြီပဲလို့ပြောလိုက်ပါတယ်။ဂျင်ဘဲကိုစျော့ခတ်တွေ့လဲပြေးဖက်ကြပြီးအရန်ပျော်နေကြပါတော့ရဲ့။အဲ့ဒီချိန်နာမည်ရဲ့ရှင်ဘက်ကဂျင်ဘဲကိုထိနေတာကိုစန်ကြီးကမြင်ပြီးမနာလိုပြီဖြစ်နေခဲ့ပါပြီ။ ဂျင်ဘက်ကသူနောက်ကျသွားလို့အားလုံးကိုတောင်းပန်လိုက်ပြီးခါရော့ကလည်းသူထပ်မတွေ့နိုင်တော့ဘူးလို့ထင်နေခဲ့ရလို့ဆိုပါတယ်။ဂျင်ဘက်ရောက်လာပြီဆိုတော့လူဗီလည်းဂျင်ဘက်နဲ့စတွေ့ဆုံခဲ့ရတဲ့အချိန်တွေအစ်ကိုကဲတုံးကလည်းအသက်နဲ့ရှင်ပြီးကာကွယ်ပေးခဲ့တာတွေစိတ်သက်ခွန်အားတွေပြန်ပေးခဲ့တာတွေ Fishman Island မှာဒုံးကလည်းသူ့အဖွဲတဲ့ဝင်မှုပြောခဲ့တာလေးတွေကိုပြန်တွေးနေမိခဲ့ပါတယ်။ဂျင်ဘက်တယောက်လည်းအစ်ကသူ့သားတိတ်ဆုံးသွားခဲ့ရမယ်ဆိုရင်သူ့ညီလေးကိုစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တုံးကဂျင်ဘက်ကသူကသူ့သဘောကျတဲ့သူတွေကိုပဲကူညီပေးတာလို့ပြန်ဖြေခဲ့တာကိုပြန်တွေးနေမိခဲ့ပါတယ်။ဒီလိုနဲ့ပဲစထွက်ခွာ ဖို့ဂျင်ဘဲကပဲ့ကိုကင်လိုက်ပါပြီနာမီကလည်းဂျင်ဘဲရဲ့ပဲ့ကင်စကီကရမ်းမိုက်ကြောင်းနဲ့ချောဘာကလည်းဆန်နီနဲ့ရေလွာရှောပါစီးခဲ့ကြောင်းပြောလိုက်ပါနောက်ဆုံးတော့အိမ်မက်တင်းမော့ရဲ့တကယ်လုံနိုင်စွမ်းကိုထုတ်နိုင်မဲ့သူကပေါ်လာပြီပဲလို့ Frankie ကဆိုပါရဲ့။ဒါကြောင့်မလို့ဂျင်ဘဲအတွက်ဂုံပြူကြမလားလို့ Luffy ကပြောတော့စန်ဂျီလည်းသူတို့မှာအယက်မရှိဘူးလို့ပြောလိုက်ပါရဲ့။အဲ့ဒီချိန် Zoro က Onigashima ကနေအယက်နှံ့ရကြောင်းပြောလိုက်ပါရဲ့။ခရမ်မော်ကလည်းသူတို့ Onigashima ကိုမရောက်ခင်တိုင်မင်းစရာရှိလို့ဒီဘက်ကိုလာခဲ့ဖို့အော်ခေါ်နေပါတော့ရဲ့။ လူဖိကိုအကျံတွေပြောပြလဲအလကားပဲမလို့ပြောမနေနဲ့ရောလို့လောကလည်းပြလိုက်ပါရဲ့ကျန်တာထက်ဒါကသူ့ရဲ့တင်မမလို့ဆွေးနွေးခြင်းတခြားတင်မမမှာတွားလို့လို့လောကပြောနေတော့မှာပဲရှီရှီလီယန်ကရောက်လာပြီး view ဟာဆွေးနွေးမယ်ဆိုရင်နားထောင်ခြင်းပြီးသူက mix မျိုးနွယ်စုတွေကိုဥစားမဲ့သူဆိုတဲ့အကြောင်းကိုလည်းပြပြလိုက်ပါရဲ့ ဝါတော့ကဆမ်ဝိုင်းအားလုံးကိုတော့ဟီယိုကီယိုကသူတာဝန်ယူမယ်လို့ဆိုပါတယ်။အခါစာပါတွေ20ဆိုတဲ့အချိန်ကိုကြော်ဖြတ်ပြီးဝါနိုကိုပြန်လာခဲ့ကြတဲ့အပြင်အင်အားကြီးရဲ့သူတွေကိုပါခေါ်ဆောင်လာပေးလို့ကျေးဇူးတင်တယ်လို့ဟီယိုကီယိုကလည်းပြန်ပြောလိုက်ပါတယ်။ခိုင်နိုနဲ့အော်ဝီချီကိုအပြတ်စော်ပြီးဝါနိုပြီးတကားကြီးကိုဖွင့်လှစ်ပေးမှာပါလို့ခင်အမွန်ကပြောတဲ့အခါအိုဒီကာရှိမှမရောက်ခင်အထိဖြူဟာကိုဆွေးနွေးကြမယ်လို့ဟီယိုကီယိုကလည်းဆိုပါတယ်။လောဘလောက်ပဲပြောလှုပ်ချင်တာပဲလှုပ်နေကြလို့လောလဲဒေါသတွေထွက်နေပါဝဲ။ ဒီလိုနဲ့အော်နီဂါရှီမာရဲ့မြေပုံကိုချပြီးခဲမွန်ကအတီပေါက်ကြီးနဲ့ရဲတိုက်ထဲကိုခိုးဝင်စားတောက်ပွဲကြောင့်မူးဝင်တဲ့ခိုင်တို့ကိုအလစ်ဝင်ပြီးတော့တခါတည်းအပြတ်ရှင်းပြစ်မယ်လို့အော်ပြလိုက်ပါရွှေညံတော်စူရောက်ပါပေတယ်လို့ဒန်ဂျီယိုကလည်းပြောလိုက်ပြီးတကယ့်အကြံကရောဘာလဲလို့မိလိုက်ပါရဲ့အခုစကားကစပိုင်ကိုလိမ်မိုးတွဲဆိုရင်တော့ခန်ဂျီယိုလည်းမရှိတော့ဘူးလို့တကယ့်အကြံကိုပဲပြောပါတော့လို့ဒန်ဂျီယိုကပြောတော့ခဲမွန်လည်းငကိုတဲကအကြံကောင်းဆိုတာလည်းသူ့မှာမရှိပဲအာချောင်းနေတာမို့လို့ဘာပြောမှမသိဖြစ်နေခဲ့ပါပြီအဲ့ဒီချိန်လောကဝင်ပြောပါတော့ရဲ့ အရင်ဆုံးရန်သူကတတိထားမိနေတယ်ဆိုရင်တောင်တို့တက်ချင်တာကအခါစာရာတွေနဲ့ငါစရော့ဟက်ကစ်ဒီ၃ယောက်ပဲလို့ဆိုပါရင်မင်းတို့ရဲ့အကြံကဘလောက်ပဲကောင်းအောင်လုပ်လို့အရှိခိတကားကိုဒဲကြီးပြေးဝင်မဲ့အယူ၂ယောက်ကရှိနေတယ်အဲ့ဒီအယူတွေကငစားတစ်ခုပဲမလို့အယူ၂ယောက်ကိုတားဆီးဖို့ခိုင်နေတဲ့လူအများကြီးကလည်းအရှိခိကိုသွားကြလိမ့်မယ်လို့လောကဆိုပါရင်အဲ့ဒီအချိန်ကျမှဘယ်ညာလန်းကိုခွဲပြီးဆက်သွားမယ်ဆိုရင် အဲ့ဒီပညာသွားတဲ့သူအားလုံးကလည်းငစားဘယ်လိုလောကချက်ပြောတော့ရှိရှိလျံလေအခါစားပါတွေကဘလို့ဆက်သွားရမှလဲလို့မေးလိုက်ပါတယ်။ပင်လယ်ဘက်ကလွဲလို့တခြားနေရာမရှိဘူးလို့လောကပြန်ဖြေတော့ခီကူလည်းပင်လယ်မှာကကန်းဆိုင်ကတာကိုရက်တက်မဲ့ရေဝဲတွေကလည်းရှိရလို့ပြောလိုက်ပါတယ်။ဒီဖိုလာချမ်းနဲ့ပင်လယ်ရှေအောင်ငုံပြီးကျွန်းကိုပတ်သွားရင်ရေဝဲကိုဖျက်ကျော်နိုင်ပြီးငါ့ရဲ့အစွမ်းနဲ့လည်းမင်းတို့ကိုကျွန်းထဲရအောင်လို့ပို့ပေးနိုင်တယ်လို့လောကဆိုပါတယ်။ခင်းမွန်းတဲ့ဒန်ဂျီယိုကဗညာကိုဥဆောင်မှုတာဝန်ယူကြပြီးချန်နယ်တွေကတော့လောနဲ့လိုက်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်မဲ့ဒီပြူဟာအတိုင်းဆက်လုပ်ကြမယ်လို့ ခရမ်မူကလည်းဆိုပါရယ်တဖက်ကစတရော့ခတ်တွေကလည်းအရက်အသွက်နဲ့ခံတက်ကြီးကိုရောက်လာခဲ့ကြပါပြီဂျင်ဘေးအဖွဲရောက်လာတဲ့အတူကဂုံပြုတ်မဲ့အရက်ခွက်တွေရောခိုင်နှုတ်ရဲ့ခေါင်းကိုရောယူပစ်မယ်လို့လူတွေကဆိုပါရယ်ခိုင်နှုတ်ရဲ့အဖွဲသားတွေကလည်းစတရော့ခတ်တွေကိုမြင်တာနဲ့တမ်းပြီးတော့စပစ်ပါရယ်ဖရန်ကီရဲ့တန်ဆူးရုပ်ကိုကမ်းမှလမ်းဆိုင်ပြီးဂျင်ဘေးကကန်ကက်ပါတော့ယ်အရင်ဆုံးအမြောက်တွေကိုဖျက်ဆီးပေးဖို့ဂျင်ဘေးကလည်းကပတိန်ကိုပြောလိုက်ပါရယ် လူဖီလည်းဂန်ဒလင်းရဲ့အမျောက်တွေကိုဖျက်ဆီးပစ်ပြီးသူ့ကိုဝင်ရှုပ်တဲ့ဆာမူဝိုင်းကြီးကိုလည်းပြန်တီးပစ်လိုက်ပါတယ်။ဇူကလည်းဒါနချောင်းစတိုင်ဟော့ခ်ဝေ့ဗ်နဲ့ခုတ်ဖြတ်ပစ်လိုက်ပြီးတော့ဘရုတ်ကလည်းဆိုးဆော့လစ်ကိုတုံးလိုက်ပြီးနောက်ဆွဲလို့ဘန်တာရီယိုနဲ့ခဲပစ်လိုက်ပါတော့ ရောဘင်ကမဲဖူးကီကန်တက်စကိုမန်နိုစတုံနဲ့နင်းချပါတော့။ဒါကိုကြည့်တဲ့စံကြီးကလည်းတက်ခိုက်တဲ့တောင်မှအရန်လှနေရပဲလို့ရောဘင်ကိုပြောနေရင်ဖလန်ချက်နဲ့လာတက်ခိုက်မဲ့သူကိုဖြတ်ကန်ပေးလိုက်ပါရဲ့။တပတ်ကဖရန်ကီကလည်းဖရန်ကီဘောက်ဆင်နဲ့အမှောက်သိပ်ပေးနေပြီးတော့နာမီတို့ကပုံပြီးတော့ချောင်းကြီးကအကူကြီးမလိုတော့ရဲ့ပုံပဲလို့ဆိုပါရဲ့။မြေပေါ်ပေါ်မှာရှိနေတဲ့ခံတက်အကြောင်းကိုဒန်ချီယိုတို့ကပြောနေတော့ခီကူကအဲ့ဒီဘက်တင်မောတစင်းထွက်သွားကြောင်းပြပြလိုက်ပါရဲ့။ အဲ့ဒီအချိန်မှာပဲပောက်ကွဲမှုအကြီးကြီးဖြစ်လာပြီးစျော့ဟက်တွေလည်းမရှိတော့ပါဘူးအားလုံးကလည်းသူသွားမယ်ငါသွားမယ်လုံနေလို့ခေကူတို့လည်းမနှဲဆွဲထားရပါတော့ရဲ့လုံချင်တိုင်းလုံနေကြလို့လော်လေဒေါ်ရရဲ့ထွက်နေပါဦးအေးတဖက်ကလူဗီကလည်းရက်ဟော့နဲ့ခံတက်ကိုဖျက်ဆီးလို့နေခဲ့ပါပြီချော်ပါတို့ကလည်းအခုမှလာချီကျူးနေကြပြီဇိုးကလည်းအရက်ခွက်လိုက်ရှာရင်စန့်ချင်းတဲ့ရန်ဖြစ်နေပါတော့အေးရာချီရဲ့တပ်ဖွဲ့ကြီးကိုဆယောက်ထဲနဲ့ဖြည့်ရှင်းတာသူတို့တွေအရန်အစွမ်းထက်တာပဲလို့ခေါ်မဆူကလည်းပြောနေခဲ့ပါတယ်တဖက်မှာလည်းအော်ချီကကောက်မာလေးတွေနဲ့ပျော်ပါနေခဲ့ပါပြီ queen ကလည်း penny လေးစွပြုတ်ကိုထက်လို့ခြင်းကြောင့်ပြောတော့စပမှုလည်းအခုကဗမန်းလေးတောင်းနေတာမဟုတ်လို့ခဏတော့စောင့်ပေးဖို့ပြောလိုက်ပါရဲ့နှစ်စင်ပွဲတော်ကျင်းပတဲ့အခါကလို့ရတယ်ပျော်လို့ရတယ်အထူးစီစဉ်ရဲ့ main ကဘသူလဲလို့ queen ကမေးတော့အဖွဲသားတွေက queen ပဲလို့ပြန်ဖြေကြပါတော့ဟင်သူပိန်သွားရင်ဘာဖြစ်မလဲဆိုတာနားလေဆိုလို့ရှိရင် penny လေးစွပြုတ်ကိုအခုချက်ချင်းအမြန်သွားလို့ဖို့ပြောလိုက်ပါရဲ့စားတောက်ပွဲဆိုတာဒီလိုပဲဖြစ်နေရမှာမဟုတ်လို့ငါသားကောအချိန်နေဘလို့လဲစားတောက်ပွဲမှာမျက်နှာလောက်တော့လာပြရမယ်လေလို့ခိုင်တို့ကပြောတော့တတလဲချက်ချင်းသွားရှာဖို့လုပ်ပါတော့ဟင် တိုဘီရပိုအဖွဲသား6ယောက်ရောင်းနေပြီမလို့တွေးကြောမလားလို့နောက်ထပ်တသားတစ်ယောက်ကထပ်မေးတော့ခိုင်တို့လဲသူမမတ်တမမတ်မိပေမဲ့လင်းလင်းနဲ့မိတ်ဆက်ပေးရမယ်လို့ဆိုပါတယ်ဒီလိုနဲ့တိုဘီရပိုအဖွဲသားတွေရောက်လာခဲ့ကြပါပြီတစ်ဖက်မှာလဲကွင်းကိုတခဲနဲ့အားပေးနေကြပြီကွင်းကလည်းသူ့အကြောင်းသူဖျော်ဖြေလို့နေခဲ့ပါတယ်အပူးကတော့ rap နဲ့ dj ကိုတာဝန်ယူထားပါတယ် ပွဲမှာ smile field အစွမ်းကိုစောင့်ဆိုင်းနေကြတဲ့ waiter တွေရီဘဲရှိနေကြမဲ့ flasher တွေ smile field အောင်မြင်သူ gifter တွေအရေးချင်းရှိသူ headliner တွေနဲ့နောက်ဆုံးတော့ toby rapo လို့ queen ကအော်လိုက်တဲ့အခါမှာတော့အားလုံးတိတ်ဆိတ်သွားခဲ့ရပါတယ်။အထင်ကြီးတဲ့ monster တွေကိုမိထားပြီးနောက်တစ်ခုက number အဖွဲ့ဝင်တွေပဲလို့ queen ကအော်ဟစ်လိုက်တဲ့အခါ number တွေကလည်းပွဲစုညံလို့နေခဲ့ပါပြီ။နောက်ထပ် overachiever လူတွေဖြစ်တဲ့ samwise squad မိမာဝါရီ game အိုနီဝါဘန်ရှူလို့ကွင်းကထပ်ပြောတာကိုကြားလိုက်ရအောင်အော်ချီလဲမင်းကိုခေါ်နေတာမဟုတ်လို့မတော်လဲရရဲ့လားလို့ဖူကူကူချူကိုပြောလိုက်ပါတယ်ဖူကူကူချူကတော့သူအော်ချီကိုကောက်ွယ်ပေးဖို့အနားမှာရှိနေပေးပါမယ်လို့ပြောရင်ပဲအခါစာပါတွေကအကုန်သေးသွားပြီမလားဒါကြောင့်မလို့အော်ချီကသူထွက်ကြောင်းနေစရာလည်းမရှိတော့ဘူးလို့ဆိုပါတယ်တစ်ဖက်ကကွင်းကလည်းဗစ်မန်နဲ့သူ့ရဲ့သားသမီးတွေလာရောက်တွေ့ဆုံနေကြောင်းကြေညာနေခဲ့ပါတယ်တဘီရပ်ပေါ်ဖွဲ့သားတွေကလည်းအကယ်၍ကွင်းသာတည်သွားမယ်ဆိုရင်နောက်ထပ်လိဂ်ပါဖော်မာကဘသူဖြစ်လာမယ်လို့ထင်လဲလို့ပြောနေကြပါတယ် ဂျွိတ်ကသူစိတ်မဝင်စားပါဘူးလို့ပြောတဲ့အခါဆာဆာခီကမင်းထွက်ပြီးရင်ပို့ကောင်းပြီး page 1ရောမပါဘူးမလားလို့လှမ်းပြောလိုက်ပါတယ်။ page 1ဆိုရဲကောင်က super mask ကိုရှုံးနေပြီးလွတ်မြောက်အောင်လုပ်ပစ်လိုက်တယ်လို့ဆာဆာခီကထပ်ပြောတဲ့အခါအာတီကသူ့ရဲ့ page 1ကိုလာလှောင်ရင်စော်ပစ်မယ်လို့ဝင်ရောက်ပါတော့တယ်။ who is who ကတကယ်နာကြီးရဲ့ကောင်တွေပဲလို့ပြောနေပေမဲ့ဘသူမဆိုတိုက်ခိုက်မဲ့အာတီရဲ့စိတ်သက်ကိုကြိုက်တယ်လို့ blood maria ဆိုပါတယ်။တဖက်မှာလဲဇိုးကအရက်တွေကိုရှာတွေးနေပြီမလို့တကယ်ကိုအရက်နဲ့ဓာတ်ကလွယ်ပြီးခေါင်းထဲမရှိရဲ့အကောင်ပဲလို့စံကြီးကလည်းပြောနေခဲ့ပါရဲ့ ီလိုနဲ့အားလုံးအရက်တွေခွဲယူလိုက်ကြပြီးရှင်ဘက်ကသူလဲမင်းတို့နဲ့အတူဒီလိုခရီးသွားရမယ့်အချိန်ကိုစောင့်ဆိုင်နေရလို့ဆိုပါရဲ့အားလုံးအရက်ခွက်တွေကိုကင်မြောက်လိုက်ကြပြီးတော့လူဗီကရှင်ဘက်အဖွဲတဲ့ဝင်လာတော့ဂုံပြူတယ်လို့ပြောနေတော့အမြန်ဆုံးလမ်းကိုဖွင့်ပေးလို့ကျေးဇူးတင်တယ်လို့ခင်မတို့ကလည်းပြောပြီးလူဗီတို့ကိုကြော်သွားပါတော့ရဲ့အလုံးကလူပြီးဖွင့်ပေးတဲ့လမ်းအတိုင်းမျောလင့်ချက်ရန်လူတွေကိုပြင်စင်ခွင့်မပေးနိုင်ဘူးဆိုတာအိုနီကရှိမာကိုချီတက်ကြပါတော့။လူပြီးကအရက်ခွက်ကိုအောက်ချလိုက်တော့ဇိုးလည်းဘာတဘောလဲလို့မေးလိုက်ပါရဲ့။ အခုတော့ခဏရက်တန်းချပြီးစားပွဲတောက်ပွဲကဂုံပြူပွဲကိုကခိုင်တို့ပင်မအော်ဝချီတို့သုံးယောက်လုံးအားလုံးကိုအနိုင်ချပြီးတော့မှသူတို့နဲ့အတူအကြီးဆုံးစားတောက်ပွဲကြီးကိုလှုပ်ပစ်မယ်လို့လူဒီကအော်ပြောလိုက်ပါတယ်။ ရောဘင်လည်းအားလုံးကဘာဖြစ်ဖြစ်တော့ရှားပဲမဲ့ဘော့စ်ကရောဘလို့လဲလို့မေးလိုက်တော့ဂျင်ဘက်ကအားလုံးနဲ့အတူအရက်ခွက်တစ်ကိုချခဲ့ပြီးဆာမွိုင်းနေနောက်ကိုလိုက်ပါတော့ရယ်ခိုင်နိုကိုစော်ပြီးတော့တဲ့အခါကျစားတော့ပွဲအကြီးကြီးလောက်ကြမယ်လို့လူဗီကပြောနေတော့ကစ်ကရောက်လာပြီးခိုင်နိုရဲ့ခေါင်းကိုဘသူကမှမပေးနိုင်ဘူးပဲခိုင်နိုရဲ့ခေါင်းကိုသူပဲဖျက်ပစ်ပြီးကစ်ကသူ့ရဲ့တင်မောထိတ်မှပဲထားမယ်လို့ဆိုပါရယ်ကီလာကိုရှီမောအောင်လှုပ်ခဲတဲ့သူအကြီးမပြန့်အောင်လှုပ်ခဲတဲ့သူသူတို့လည်းရှီမောစေတဲ့ပင်တယ်များပဲမကြခင်ဖြစ်ကုန်တော့လိမ့်မယ်လို့ကစ်ရဲ့အဖွဲသားတွေကလည်းပြောနေပြီးရှီမောနေပါတော့ရယ် လူပီကိုကစ်ကကြော်သွားတော့လူပီလည်းဘာလို့ရမယ်ဆိုတာသိတယ်မလားလို့ဂျင်ဘဲကိုလမ်းပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းခင်ရမုတ်ကတိုးတိုးလှုပ်တဲ့အချံကိုအားလုံးကိုရှင်းပြဖို့နဲ့အချံအတိုင်းအနောက်ဘက်မှာတွေးချမယ်လို့ဆိုကရိုက်ဆိုကိုမှာပြီးထွက်သွားပါတော့ရဲ့။ဒီလိုနဲ့လောလဲရှင်ငုတ်လိုက်ကြဖို့ဘပိုတို့ကိုပြောလိုက်ပါတယ်။တင်းမုတ်ကိုရှင်ငုတ်ပြီးတာနဲ့အိုနီဂါရှီမာကိုအရှိန်အပြည့်နဲ့တွားဖို့လောကထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ပဲအိုနီဂါရှိမာကိုရောက်ခံနီးပြီမလို့ခရဲမို့လေအားလုံးတတိမရွက်ဖို့အော်ပြောနေခဲ့ပါတယ်။ဒီတိုက်ပွဲကြီးက1-0တိုင်းပြည့်ရဲ့အဆုံးဖြတ်ဖြစ်လာမှာလို့ခရဲမို့ကပြောလိုက်ပြီးအိုနီဂါရှိမာကိုလည်းရောက်လာခဲ့ပါပြီ။အားလုံးကပျော်ပျော်ပါပါစားတောက်နေကြတော့မလို့ခန်ဂျီယိုတယောက်အခုထိရောက်လာပြီးတော့ဒီကိစ္စလေးကိုမပြောရသေးရလားလို့ခရဲမို့ကလည်းတွေးနေခဲ့ပါတယ်။သူတို့မတိသေးခင်အမြန်ဝင်ပြီးတိုက်ခိုက်ရမယ်လို့ရှော့ဟက်တွေကလည်းပြောနေခဲ့ပါတယ်။ အဲ့ဒီအချိန်အဆောက်တချို့ကတင်မိုရီကိုမြင်လိုက်လို့ဥစော်လဲ sleep grass နဲ့ပြပေးလိုက်ပါရင်ဆမ်မွန်းတွေလည်းကန်းကပ်ဖို့လုပ်နေပြီးအခါစားပါတွေအထွတ်ဝင်တော့ဝင်ဖို့မဖြစ်စေဖို့ဟီယိုကီယိုကလည်းမှာကြားနေခဲ့ပါရဲ့အားလုံးတင်မိုဘော်ကစင်ကြပြီးစဖြတ်စည်းခိုင်းတဲ့အခါစောခတ်တွေလည်းအရန်အံ့ဩနေပါတော့ရဲ့ တင်မောရီကိုဖျက်ဆီးပြရတဲ့ကမ်မော့တက်ခိုင်းပြီးခရမ်မော့ကသူတို့လောနဲ့ပြောထားတဲ့ပြွာကိုလည်းအားလုံးကိုပြပြပေးပါတော့။ဖရန်ကီကအဲ့ဒါသူတေချာပြင်ဆင်ထားတဲ့တင်မောတွေလို့ပြောနေခဲ့ပြီးလူဖီကလည်းတင်မောရီကိုဖျက်ဆီးလိုက်ပြစ်ပြီးဆိုတော့ဘလို့ပြန်ချမှာလဲလို့မိလိုက်ပါရဲ့။စိတ်ပူစရာလည်းမလိုပဲပြန်ဖို့တင်မောဆိုတာလည်းမလိုအပ်တော့ဘူးလို့ခရမ်မော့ကပြောလိုက်ပါရဲ့။ အားလုံးကနိုင်မလားသိမလားဆိုတာမသိရှင်မလားရှုံးမလားဆိုတာလည်းမသိယူကိုရီနဲ့တိုက်ခိုက်မဲ့တိုက်ပွဲမှာတင်းငယ်တဲ့စိတ်ကြီးဝင်တာတောင်မှမရှိပဲစိတ်ဆုံးဖြတ်ချက်ကတော့လေးစားစရာပဲလို့ဘရော့ကတ်ဆိုပါတယ်ပြေးချင်ရင်ဘလို့လောက်ကြမလဲလို့ချော်ဘတ်ကပြောတော့ ပင်လယ်ထဲနှစ်ပြီးတော့တေယုံပဲလို့ရောမင်ကလည်းပြောလိုက်ပါရဲ့။တင်မောအနေငယ်ကူကိုဖွက်ထားလို့ရတာမလို့မင်းတို့တွေလည်းကမ်းပေါ်တက်ကြလို့ရှင်ဘက်ကပြောလိုက်ပါရဲ့။ဆရောဟက်တွေကမ်းပေါ်တက်လာတော့ခိုင်နွေလူတွေကအများကြီးဖြစ်နေပြီးစာမွိုင်းတွေကလည်းမရှိတော့ပါဘူး။အဲ့ဒါက gifter တွေလားလို့ brook ကမေးတော့တံတားနာကိုကြည့်လို့ robin ကဆိုပါတယ်တံတားနာကိုဖျက်သွားတဲ့သူတိုင်းခိုင်တိုတို့ရဲ့အဖွဲသားအတိုင်းဝတ်စုံတွေကဖျက်သွားခဲ့ရပါတယ်အဲ့ဒါကခရမ်မော်ကသူ့ရဲ့အစွမ်းပဲလို့ဆိုပါတယ် မင်းတို့ကြိုက်လို့တိုက်ခိုက်လို့ရရင်မယ်ရန်သူစွန့်ရိတ်ကလည်းမရဆင့်ရကလည်း90လောက်กว่าနေတာမလို့ရုပ်ဖြစ်ဖြတ်ပြီးတော့တိုက်ခိုက်ဖို့ကိုပို့အကြံပြုတ်ရလို့ခင်ဗျားမကပြောပြလိုက်ပါရဲ့စိတ်ဝင်စားစရာကောင်းတာမလို့စျောခါစီတဲ့တယောက်ပြီးတယောက်ပုံစံတွေပြောင်းလဲကြပါတော့ရဲ့ခင်ဗျားမကသူဖန်ဆင်းပေးထားတဲ့ဝတ်စုံတွေကိုတခါချွတ်မိတာဖြစ်ဖြစ်ပြဲတာဖြစ်ဖြစ်လုံးမိသွားမယ်ဆိုရင်တော့ပုံမှန်အတိုင်းပြန်ပြောင်းသွားမယ်ဆိုတာကိုလည်းတိကျမှကြားလိုက်ပါရဲ့ရန်သူစိတ်ရကကြီးမပါမယ်ငါတို့ရဲ့တိုက်ခိုက်ခြင်းစိတ်နဲ့တင်လုံလောက်တယ်ဆိုရင်ပဲမလို့အပ်တဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးနောက်ဆုံးတိုက်ပွဲအတွက်ရဲတိုက်ကြီးစီကိုရှောင်းလောက်ရမယ်အ အားလုံးကံကောင်းဖို့လေခင်ရမောင်ကဆူတောင်းပေးလိုက်ပါဒါလေးကတော့ one piece အပိုင်250ဖြစ်ပြီးအပိုင်251ကိုဆက်တင်ပေးနိုင်ဖို့သူက like လေးတယောက်ချက်စီနေပြီးကောမန့်လေးကျွန်တော်မှတ်မိခဲ့ကြပါအောင် channel လေးလည်း subscribe လေးမလုပ်ရတဲ့လုပ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့ဆက်မှတ်ပါ